Hello မင်္ဂလာပါတို့တမလို့ကြီးဒီချေတို့ဒီနေ့တော့အခန်း3အပေါင်းတင်ငန်းစာတစ်ခုသွားကြမယ်နော်အဲ့တော့အပေါင်းတင်ငန်းစာတရဲ့စာမျက်နှာ12နဲ့13နေကိုသွားကြမယ်ဟုတ်ပါပြီအားဆိုလို့ရှိရင်တောင်တမလို့ရဲ့သင်ချတတ်တဲ့စာအုပ်ထဲမှာဒီချေကိုခေါင်းစဉ်နဲ့တက်ပြပါရှင်အခန်း3အပေါင်းတင်ငန်းစာ1ဆိုပြီးတော့တက်ပြပါနော်ဒီချေလေးတက်ပြပါမယ်ခဏလေးစောင့်ပါရှင် OK, Okay, yeah, Bobby, no. Error, na, menu, e, tinta, leading, and sao, tema, a canto. Divine, a bound thing, and sa, chip. Abounding as a chip. Error, the root of me, abounding as a chip, so abounding as a chi chin and delight. ရှိနိုင်တာပေါ့နော်ဟုတ်ပါပြီအဲ့ဆိုရင်ဒီကျေရုပ်ဖက်ဆောင်လေးကိုတပြန်ကြည့်ကြည့်ကြရအောင်ဒီကျေရုပ်ကအခုတရားအတွင်းမှာရှိတဲ့เนาะတရားအတွင်းမှာရှိတဲ့ကနန်းနှလုံးပါတဲ့ဂိမ်းတွေကိုတို့တွေပေါင်းကြမယ်အဲ့လိုပေါင်းတဲ့အခါမှာဂိမ်းပြောင်းဖွဲ့မှုမပါဘဲနဲ့ပေါင်းမယ်ဟုတ်ပြီเนาะအဲ့ဒါလေးကိုပေါင်းလိုက်ကြရအောင်အဲ့တော့မိခုနံပါတ်7တတရတမလို့ရဖက်စာအုပ်ကိုလိုက်ကြည့်ပြပါရှင်နံပါတ်7ရပုံစံလေးကိုဖတ်ကြည့်ကြမယ်เนาะနှင်းစီပန်းအဖြူ15ပွင့်နဲ့ ပန်းရောင်23ပွင့်ရှိတယ်။ပန်းပွင့်စုစုပေါင်းဘယ်လောက်ရှိသလဲ။ဒီချက်ကိုပြန်ပြောပေးပါ။နှင်းစီပန်းအဖြူကဘယ်နှပွင့်ရှိရလဲ။35ပွင့်။နှင်းစီပန်းပန်းရောင်လေးကဘယ်နှပွင့်ရှိရလဲ။23ပွင့်။ပန်းပွင့်စုစုပေါင်းလို့ကြည့်ရင်နှင်းစီပန်းအဖြူနဲ့နှင်းစီပန်းပန်းရောင်လေးနဲ့ကိုဘယ်လိုထားလိုက်မှာလဲ။အတူတူထားလိုက်မယ်။အဲ့လိုမျိုးအတူတူထားတာကိုဒီချက်က grade 1မှာဘာလို့ခေါ်ခဲ့လဲဆိုရင်ပေါင်းခြင်းလို့ခေါ်ခဲ့ပါတယ်။အဲ့ဆိုရင်ဒီချက်ကိုညညချင်းလေးရေးလိုက်ကြရအောင်နော်။ညညချင်းရေးတဲ့အခါမှာ 25နဲ့23နဲ့ကိုပေါင်းပါမယ်အဲ့တော့ဒီချက်တွေအမြချင်းက25အပေါင်း23အနီးဘယ်လောက်လဲဒီအစားကြောင်းဤတကြောင်းလုံးပုံမှာဒီချက်တွေအမြချင်း equation လို့ခေါ်တာပါဒီ sin တွေကကြတော့ equal sin တွေပါเนาะ equal ဆိုတော့သူ့ကိုဒီချက်တွေကအညီလို့ပဲခေါ်မယ်เนาะအဲ့တော့ဒီအမြချင်းတွေကိုပြန်ဖတ်ကြည့်လိုက်တော့25အပေါင်း23အနီးဒီချက်ကသင်ချာမှာဆိုရင် question mark လေးကိုဒီချက်ကဘယ်လောက်လဲလို့ဖတ်ပါရရှင် ဟုတ်ပြီအဲ့ဆိုတီချာတို့က grade 1မှာတော့အခွက်တွေသုံးပြီးတော့တွက်ခဲ့ကြတယ်အဲ့တော့အခွက်လေးတွေသုံးကြည့်ကြရအောင်နော်35ဆိုတော့10အုပ်စုတစုနဲ့5ခုနဲ့တွေ့ရပါသလားအခွက်10ခွက်လေးနော်23ဆိုတော့10အုပ်စုအခွက်10ခွက်ပါတယ်10အုပ်စု2စုနဲ့ဒီမှာက3ခုနဲ့ဟုတ်ပါပြီရှင်အဲ့အားလေးတွေကိုတီချာတို့ပေါင်းကြည့်ကြမယ်အဲ့လိုပေါင်းကြည့်တဲ့အခါမှာတီချာတို့ကခုခုချင်းပေါင်းမယ်10 10ချင်းပေါင်းမယ်ကခုခုချင်းပေါင်းလိုက်တော့ခုဘက်မှာအခွက်ဘယ်နှခွက်ရှိလဲကြည့်ကြအောင်နော် 1 2 3 4 5 6 7 okay ကြီးလိုက်ပါပြီရှစ်ဆယ်ဘက်ကိုကြီးရအောင်10အုပ်စု10စု2စု3စုကြီးလိုက်ပါပြီ3အဲတော့3ရင်8ရဲ့ဆိုတော့3 8 38ရောက်ပါပြီအဲ့တော့မင်းတို့တွေကအခုကလူကြီးလေးတွေဖြစ်လာကြပြီတချို့တို့ကိန်းငင်းကိုလည်းအကြီးကြီးအများကြီးတွေကန်တွေရတော့မှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့တချို့တို့ကအကွက်တွေနဲ့သုံးနေမယ်ဆိုလို့ရှိရင်အကွက်တွေဆွဲနေမယ်ဆိုရင်တော့တချို့တို့အချိန်ကြီးအများကြီးကြာမှာဆိုလို့တချို့တို့ကအခု grade 2ကနေစပြီးတော့ downline တက်နေလေးကိုမိတ်ဆက်ပြီးမှာဖြစ်ပါတယ် okay downline တက်နေကြတော့အဲ့တော့ အတူတူပါပဲမင်းတို့အရှိတော်မှာအာ grade 1မှာလည်းတချို့အကြောင်းတွေမှာဆိုသင်ခဲ့ပြီးသွားပြီးဖြစ်ပါရဲ့เนาะအဲ့တော့တချေတို့က10ခုဇေယျခွက်လေးပါเนาะအဲ့ဒီမှာတချေတို့က35ဆိုတော့7ဘက်မှာ1ခုနေရာမှာ9 23ဆိုတော့7ဘက်မှာ1ခုနေရာမှာ3သူတို့တွေကိုတချေတို့ကပေါင်းပါမယ်အဲ့တော့35ပေါင်း23ကိုတတ်တဲ့အခါမှာ35နဲ့23တို့ရဲ့10ကနန်းတွေကို10အောက်မှာနေရာချမယ်ခုကနန်းတွေကိုခုအောက်မှာနေရာချပြီးတော့အာတွက်ပါမယ်အခုလိုမျိုး downline နေရာချပြီးတွက်တဲ့နီးကို downline ပုံစံလို့ခေါ်ပါတယ်ရှင်ဟုတ်ပါပြီကဲအဲဆိုလို့ရှင်ဒီချက်ကိုတွက်ကြည့်ကြည့်အောင်နော်9နဲ့3နဲ့ပေါင်းလိုက်တော့တို့တမလို့ဘယ်လောက်ရသလဲ9နဲ့3နဲ့ပေါင်းလိုက်တော့8 1နဲ့2နဲ့ပေါင်းလိုက်တော့ဘယ်လောက်ရမှာရော3အဲ့တော့အဖြေက38 38ဒီမှာရခဲ့တဲ့အဖြေနဲ့ရောမတူဘူးလားကြည့်ပါပေါ့โอเคအဲ့ဒါဆိုရင်ဒီချက်က downline ပုံစံဘယ်လိုမျိုးတွေ့ရလဲဆိုတာရှင်းပြပါမယ်ရှင် အဲ့တော့ဒါလည်းပုံစံဘယ်လိုမျိုးတွေ့အောင်လဲဆိုတော့ဒီခြေရုပ်က10ခန်းနေနဲ့ခုခန်းနေကို10နေရာခုနေရာတွေမှာနေရာချပါမယ်အဆင့်1အဆင့်2ကကြတော့ခုနေရာမှာရှိတဲ့ခုအချင်းချင်းပေါင်းပါမယ်ရှင်အဆင့်3ကကြတော့10အချင်းချင်းပေါင်းပါပါမယ်အဲ့တော့ဒီခြေရုပ်ကဒေါင်းလိုက်တွေ့တဲ့အခါမှာအဆင့်3ဆင့်ရှိပါတယ်ပထမတဆင့်ကဒေါင်းလိုက်နေရာချပါမယ်ပြီးတော့ရင်နောက်တဆင့်ကခုခုချင်းပေါင်းမယ်နောက်ထပ်တဆင့်က10ဆင့်ပေါင်းကြပါမယ်ရှင်ဟုတ်ပြီအဲ့ဒီလိုမျိုးပေါင်းလိုက်တဲ့အခါမှာဒေါင်းလိုက်နေရာချလိုက်တဲ့ ခုခုချင်းပေါင်းလိုက်တော့9နဲ့3နဲ့ပေါင်းလိုက်တော့10ဆယ်ဆယ်ချင်းပေါင်းလိုက်တော့10နဲ့1နဲ့ပေါင်းလိုက်တော့3အဲ့တော့38 38ဖြစ်ပါရဲ့ရှင်အဲ့တော့ညချင်းကြီးလိုက်တာရအောင်25အပေါင်း23အညီ38အဲ့တော့ပန်းမွင့်လေးတွေစုစုပေါင်းဗနက်ပွင့်ရှိပါတယ်မယ်38ပွင့်ရှိပါရဲ့ရှင် okay အဲ့ဒါလေးကိုဒီကျေတို့လေးကျင်းကြရအောင်เนาะနံပါတ်1ပြတ်တော်တို့တမလို့ရေနံပါတ်1ရဲ့ကာကြီးလေးကျင်းငန်း1ရဲ့ကာကြီး 33အပေါင်း34 33နဲ့34ကိုတို့ပေါင်းလိုက်ကြရအောင်နော်3နဲ့4နဲ့ပေါင်းလိုက်တော့ဘယ်လောက်လဲခနှစ်တင်းနဲ့တင်းနဲ့ပေါင်းလိုက်တော့နှစ်အဲ့တော့ဖြေဘယ်လောက်ရအောင်လဲအဖြေထိုးပါပြီအာရီအာသဝေထိုးဖောက်ထိုးရေးဖြေအဖြေပုံမှန်နှစ်ခုချလိုက်တော့28ဖြစ်ပါလိမ့်ရှင် โอเคပြီးတော့နမခဝေးတောင်းလိုက်ကြရအောင်နမခဝေးမှာကြတော့ဒီကျေတို့ကမင်းတို့ကိုနေရာချတာနဲ့ဒီကျေတို့ကအာနေရာချတာကိုလေ့ကျင့်ပေးခြင်းနဲ့เนาะအဲ့တော့အရှိမလာတာက28 28ဆိုတော့နှစ်ရေးပြီးနှစ်နဲ့ခွနင်းနေပေါ့ဆယ်နေရာကနှစ်ခုနေရာမှာခွနင်းပြီးတော့32နှစ်32နှစ်မှာလည်းဆယ်နေရာမှာ1ခုနေရာမှာကနှစ်ဟုတ်ပြီနေရာချပြီးသားပြီဆိုတော့ခုခုချင်းပေါင်းလိုက်ကြရအောင်ခုနေရာမှာဘယ်လိုရှိလဲခွနင်းနဲ့နှစ်ခွနင်းနဲ့နှစ်နဲ့ပေါင်းလိုက်တော့ဘယ်လောက်ရတယ်လဲ ကို့10နေရာမှာပြည့်ရရှိလဲနင်းနေနင်းနေတင်နေပေါင်းလိုက်တော့ဘယ်လောက်ရတယ်လဲ3အဲ့တော့အဖြေက10နေရာမှာ3ခုနေရာမှာကို့အဲ့တော့3ကို39ပါရှင်အဲ့တော့အဖြေပုံမှန်နှစ်ခုချမယ်39 okay ရပါပြီလားဟုတ်ကဲ့ရှင်အဲဆိုရင်ဒီချက်တော့နံပါတ်1ကိုတွက်လိုက်ကြရအောင်နံပါတ်2ရဲ့ instruction လေးက downlight တွက်ပါတဲ့ဘယ်လိုတွက်ရမှာလဲ ရောင်းလိုက်တွေ့ရမယ်အဲ့တော့မင်းတို့ရဲ့တင်ချတက်တဲ့အစာကလေးကိုဒိုရီထုတ်လိုက်ကြရအောင်အဲ့ဒီတည်းမှာဒိုရီသွားတွေ့မယ်နော်အဲ့တော့ဒီချေကဒီပုံစံလေးကိုဒီချေကူးလိုက်ပါပြီဟုတ်နော်ရေကူးလိုက်ပြီအဲ့တော့ဒါလေးကဒီချေမြင်ရအောင်လို့လုပ်ထားပါနော်မြောင်လို့လုပ်ထားပါပါအဲ့တော့မင်းတို့ကခုနကောင်းစင်တက်ထားတဲ့အောင်မှာဒီချက်ကိုအလဲကောင်းကနေမြင်းနှစ်ကြောင်တားလိုက်ပါရှင့်မြင်းနှစ်ကြောင်တားလိုက်ပါရပါပြီတော့ ဟုတ်ပြီအဲ့တော့နှစ်ပုံမှာကာကြီးတို့တွေစတတ်ပါမယ်။နှစ်ပုံမှာကာကြီးဒီကျဘာဖြစ်လို့အလင်ကောင်းကနေမျက်နှာသားသားလဲဆိုမင်းတို့တွေစာအုပ်ဒီကုံမှာဆိုတော့နော်။ Okay နှစ်ပုံမှာကာကြီးမိကုံလေးကူလိုက်ကြရအောင်။အဲ့တော့33အပေါင်း27တို့တွေမိကုံကူပါပြီရှင်။မိကုံကူပြီးသွားရင်ဒီချေတို့ကတကြောင်ကြော်ပါမယ်နော်။တကြောင်ကြော်ပါမယ်။တကြောင်ကြော်ပြီးတော့တို့တွေကအောက်မှာနေရာချပါမယ်။အရင်လာတဲ့33ကိုစရေးလိုက်ကြရအောင်။ဒီ တော့အဲ့လိုရေးတဲ့အခါမှာဒီချက်နည်းနည်းလေး space ချမယ်နော်ရှင်းရှင်းလင်းလင်းဖြစ်အောင်နော်ပြီးတော့ရနောက်မှလာတဲ့21ကိုအောက်မှာနေရာချလိုက်ကြရအောင်နင်းကျက်တာလို့တမလို့ရင်23မှာပါတဲ့ခုနေရာက3 21မှာပါတဲ့ခုနေရာကကျအဲ့တော့အဲ့ဒီ3နဲ့1နဲ့ကိုနေရာတန်းနဲ့ချတယ်10နေရာတွေကိုတည်တည်ချပါတယ်ပြီးတော့ပြီဆိုလို့ရှင်ဒီချက်ကိုညင်းလေးပိတ်လိုက်ပါမယ်နော်မြင်းလေးပိတ်လိုက်ပါမယ်ပိတ်ပြီးတော့ပြီဆိုရင်တော့တို့တွေအပေါင်းလက္ခဏာလေးတက်လိုက်တာရအောင်ဒီချက်ဒါလေးကို၄ချောင်းမြင့်မှလုပ်ပြီးနေရှင့် ေးချောင်းမြင့်မှာလုပ်မယ်ဆိုအဆင်ပြေမလားယ။เนาะအဲ့တော့ပြီးတော့မှဒီကျဲဒီဘက်ကိုပြန်လာပြီးတော့လုပ်ပြပေးမယ်เนาะ။အဲ့တော့ပထမဦးဆုံးပုံစံဆိုတော့ဒီကျဲလေးချောင်းမြင့်မှာပြကြမယ်ရှင်။ခဏလေးပါ။ဒါတော့တမလို့ဒီမှာပါရှင်းလေးချောင်းမြင်အဲ့တော့မင်းတို့ရဲ့လေးချောင်းမြင်စာအုပ်ကိုဒီချက်ကိုဒါကဘေးမြင်လေးပါနော်ဒါလေးကအလေကောင်ကမြင်လေးပါရှင်း ဟုတ်ပါပြီအဲ့တော့ဒီမှာဒီချေတို့နံပါတ်ချက်ပြီးဂျေပုံမှာကာကြီးဟုတ်ပြီနော်မင်းတို့ရေးတာနဲ့ဒီချေကြီးကြတာနဲ့တူရလားတူရလားယင်ဟွန်းဟုတ်ပြီနော်โอเคအဲ့ဆိုရင်ဂျေပုံမှာကာကြီးတက်ပြီးပါပြီဆိုတော့မိခွန်လေးပို့ပါပြီခုနကသသက်သောအပါနစက်ဂျေ yes အဲ့တော့တကြောင်ကြော်ပြီတကြောင်တော်ပြီဘေးမြင့်လေးနဲ့ခွာပြီးအများချပါမယ်ဒီချေကဂျေ တော့နည်းနည်းလေး speak ချရအောင်เนาะပြီးသားရင်နင်းတိ Okay ပြီးသားပါပြီเนาะပြီးသားပြီဆိုရင်ဒီအနီကြောင်းကနေအချင်းမြင်းပိတ်မယ်ရှင်မြင်းပိတ်ပါမယ်ဟုတ်ပြီပြီးသားရင်ဒီအရှိမကအပေါင်းလက္ခဏာလေးတက်လိုက်ပါเนาะ okay အဲ့ဆိုရင်နေရာချတဲ့လုပ်ငန်းရှင်ပြီးသားပါပြီနေရာချပြီးပြီဆိုရင်တော့ဒီကျေတို့ခုခုချင်းပေါင်း၁၀ချင်းချင်းပေါင်းလိုက်ကြရအောင်ခုနေရာမှာဘယ်လိုနဲ့ဘယ်လိုနဲ့ရှိတယ်လဲ၃နဲ့၁၃နဲ့၁နဲ့ပေါင်းလိုက်တော့ဘယ်လောက်ရတယ်လဲ၄ ဆယ်နေရာမှာဘယ်သူနဲ့ပြင်နေရှိလဲပြင်းနေနှစ်တနေ့နှစ်နဲ့ပေါင်းလိုက်တော့ဘယ်လောက်ရတယ်လဲ3အဲ့တော့ဆယ်နေရာမှာ3ခုနေရာမှာ4အဲ့တော့အဖြေက3 4 34ဖြစ်ပါတယ်ရှင်။အဲ့ဒါလေးကိုဒီချေပဲတကြောင်ကြော်ပြီးရေးလိုက်ရတယ်။မကြော်ဘဲနဲ့ဖြေလိုက်ရပါတယ်ရှင်။အဖြေဒီနည်းလေးနဲ့ကပ်ပြီးတော့အာရေအသဝေထုပေါက်ထရရေးဖြေအဖြေပုံမှန်လေးနှစ်ခုချပါမယ်။34 34ဟုတ်ပြီနော်။ဒီတော့ရင်ဒီချေအောက်မှာ cross out လေးချပေးပါရှင်။ ကဲโอเคအဲ့တော့ကာချီပေးပြီးသားပြီဆိုရင်တော့ဒီချဲတို့ခါခွေးလေးကိုတောင်းလိုက်ကြရအောင်ခါခွေးမျိုးပုံလေးပူပါပြီ58အပေါင်း57ပြောင်းစော်ပြီနေရာချပါတယ်ဒီခွက်58ကိုနေရာချပြီ၄ခွနဲ့58ပြီးတော့57 57 yes အဲ့တော့မြင့်ပိတ်ပါပြီအနည်းဆုံးကလေမြင့်ပိတ်ပါမယ်အပေါင်းလက္ခဏာတက်ပါရဲ့ရှင့် โอเคเอดิเตอร์ดิเจรุยป้องจ่ายอ่ะเนาะคุกคุจินป้องมั้ยเซเจจินป้องมั้ยคุกคุจินป้องเนาะ9เนี่ยติเนี่ยป้องไล่တော့ชิเซเจจินป้องเนาะ5เนี่ย5เนี่ยป้องไล่တော့โอ้เออเอาอีกทูบาดิอะพีแต่จะไม่ชอบไปทูบาโปรองหน้าดิอ่ะเนาะอะพีปกมาดิ2คู่จาบาดิ4698โอเคดีตายขอสาลิชาไล่ตาเนาะเก็บพี่ตาดิส่วนเนาะดิเจรุก็อ๋อ ောပြစရာရှိပြင်နဲ့ပြောတော့မယ်ပြီးမှပြောတော့မယ်နော်။ဒါအဲ့တော့နမကငယ်ပါရှင့်။နမကငယ်လေးကမိဘလေးကိုရအောင်။54အပေါင်း90 Yes အဲ့ဒါလေးကိုတောင်းကြိုပြီးနေရာချမယ်။အလယ်နားလောက်မှာဘေးနီးလေးနဲ့ခွာပြီးနေရာချမယ်နော်။အဲ့တော့54 54 9 90ဒီတော့ဒီကျေတော့အမြင်ပိတ်ပါပြီနော်။ Yes မြင်ပိတ်လိုက်တာ။ ညပေပြီးတော့အပေါင်းလက္ခဏာလေးတက်လိုက်တာပြီ။ Okay ပေါင်းကြရအောင်နော်။ခုခုချင်းပေါင်းမယ်၊ဆယ်ချင်းချင်းပေါင်းမယ်။ခုခုချင်းပေါင်းတော့ခုနေရာမှာက၄နဲ့၃ညနဲ့ပေါင်းပါမယ်။၄နဲ့၃ညနဲ့ပေါင်းလိုက်တော့ဒီခြေတို့က၄ပဲပေါ့။ဆယ်ဆယ်ချင်းပေါင်းပါမယ်။ဆယ်နေရာမှာက၅နဲ့၂နဲ့ရှိပါတယ်။အဲ့တော့၅နဲ့၂နဲ့ပေါင်းလိုက်တော့ဘယ်လောက်ရလဲ?ခွန်နှစ်အခြေက၇၄84 Okay, အဖြေလေးထူရအောင်အာရီအာ the way to ဖောက်ထုတ်ရဲ့ရင်းဖြစ်အဖြေပုံမှန်နှစ်ခုချမယ်8484ဒီချင်းတဲ့တူတူလိုက်တွေ့ရတာအဆင်ပြေကြရဲ့လားတကယ်ဒီချင်အရင်မြင်နေရဆိုလို့ရှင်တော့ဗီဒီယိုလေးကိုခဏလောက် pause လုပ်ပြီးတော့ live လုပ်ပေးပါနော်ပါပါလေးရှင်။ Okay အဲဆိုရင်နံပါတ်ဂါကြီးလေးကိုတို့ရေးသွားလိုက်ကြမယ်နော်။ဂါကြီးတို့တို့ရေးဂါကြီးမိကုန်းလေးကိုကြည့်ပြပါအောင်နော်။ဂါကြီးမိကုန်းလေးက60 အပ်ပါ28ဖြစ်ပါတယ်နော်โอเค60 about 28အဲ့တော့ဒီကျေတို့ရနေရာချပါပြီ60ဆိုတော့6360 28ဆိုတော့29 28ဟုတ်ပြီမြင်ပိတ်ပါပြီရှင့်အပေါင်းလက္ခဏာလေးတက်ပါပြီ yeah ဲ့တော့ဒီကျဲတို့ကခုခုချင်းပေါင်မယ်ဆယ်ဆယ်ချင်းပေါင်မယ်နော်ခုခုချင်းပေါင်လိုက်တော့ခုနေရာမှာက၃ညနဲ့9ရှိပါတယ်၃ညနဲ့9နဲ့ပေါင်လိုက်တော့9နဲ့ဆယ်ဆယ်ချင်းပေါင်ပါမယ်ဆယ်ဆယ်ချင်းပေါင်လိုက်တော့7မှာက6နဲ့2 6နဲ့2နဲ့ပေါင်လိုက်တော့ဘယ်လောက်လဲ8ဟုတ်ကဲ့စိတ်ထဲမှာမယ်လည်းနဲ့6666ပြီးတော့98ဒါမှမဟုတ်လို့ရှင်နောက်တနည်းက6ပြီးတော့ပြီဆိုလို့ရှင်ဒီခြေတို့ကနှစ်ခုအရှိကိုထိုးလိုက်တယ်98 okay အဲ့တော့အခြေလေးထိုးပါပြီအခြေဘယ်လောက်ရတယ်လဲ အကြီးရှိခနီရှိဆက်ခနီညပါပြီလားရှင်ဟုတ်ပါပြီရှင်โอเคအဲ့ဆိုလို့ရှင်ဒီချက်ခုနပြောမှလေးကဗာလေးလဲဆိုရင်တို့တမလို့ပေါင်းခဲ့တဲ့ဂိမ်းလေးတွေကိုပြင်ကြည့်ရအောင်23 21 40 51 54 20 60 20 20အကုန်လုံးက100အထိရောက်တာမရောက်ဘူးတရားအတွင်းမှာပဲရှိတဲ့ဂိမ်းလေးတွေပါအဲ့ဒီအတွက်ကြောင့်မရလာတဲ့အဖြေလေးကိုလည်းကြည့်လိုက်ပါအောင်ဟိကြည့်လိုက်ပါအောင် ဘသူတွေကြီးပဲလေတရားအတွင်းမှာပဲရှိတဲ့ဂိမ်းလေးတွေကိုဒီချေတို့ပေါင်းခဲ့ကြတာဖြစ်ပါတယ်ပြီးတော့ရင်ဒီမှာထူးဆန်းတာကထူးဆန်းတာမဟုတ်ပါဘူးအခုရဲ့ပုံစံတွေကဘာလို့လဲဆိုတော့ဒီချေတို့ကဂိမ်းပြောင်းဖွဲ့မှုမပါဘူးခုခုချင်းပေါင်းပြီးတော့ခုညမှာပဲရေးတယ်ဆက်ဆက်ချင်းပေါင်းပြီးတော့ဆယ်ညမှာပဲရေးတယ်နော်ဟုတ်ပါပြီအဲ့တော့အခုဒီလေးပုတ်ကိုဒါတို့တမလို့ကတွက်လို့ပြီးသွားပြီလို့ဒီချက်ချင်ပါတယ်အဲ့တော့ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီချက်ဗီဒီယိုလေးကိုဆက်ကြည့်လို့ရတယ်မပြီးသေးဘူးဆိုရင်တော့ဒီချက်ပြီးတော့မှအနောက်ကိုအဲပြန်တွက်ထား โอเคအဲ့တော့ပြီးတော့တဲ့ဒီဒီကကြတော့ဒီချိန်နဲ့တူတူဖတ်စာအုပ်လေးကိုတော့ပြန်ကြည့်ကြရအောင်ဟိ Sorry ပါ sorry ပါဒီချိန်ဖုန်းလေးဝင်လာလို့ sorry ပါเนาะဒီချိန်ဖုန်းလေးကို silent လို့မိသွားတယ်ဟုတ်ပါပြီရှင် Okay အဲ့ဆိုလို့ရှင်ဒီချိန်တို့စာမျက်နှာဘလောက်ကိုဆက်တော့မလဲဆိုရင်74ကိုတွားကြရအောင်စာမျက်နှာ74 ရဲ့ဇာမျက်နှာဆက်လေးမှာကကြတော့အဲ့ဒီလိုပဲတစ်ကနေပြီးတော့မှအတရအတွင်းမှာရှိတဲ့ကနန်းနှလုံးပါတဲ့ဒီချေတို့ဘာလဲဂိတ်နဲ့ကနန်းတစ်လုံးပါတဲ့ဂိတ်ကိုဒီချေတို့ပေါင်းတာမှာဖြစ်ပါတယ်အဲ့တော့ပမာလည်းကြည့်ရအောင်နှစ်အပေါင်း56နှစ်အပေါင်း56ဆိုတော့ဒီကနှစ်ဆိုတာကကနန်းပဲနှလုံးပါလဲတစ်လုံးပဲပါတယ်ဒီမှာကျတော့ကနန်းပဲနှလုံးပါလဲ9နဲ့6နဲ့ဆိုတော့နှလုံးပါတယ်เนาะအဲ့တော့တရားအတွင်းတော့တရားအတွင်းပဲ ဒါပေမဲ့ခဏန်းနှလုံးပါတဲ့ကိန်းနဲ့ခဏန်းတစ်လုံးပါတဲ့ကိန်းနဲ့ပေါင်မယ်အရှိမတော်ကဒီကျေတို့ကတရားအတွင်းကိုခဏန်းနှလုံးပါတဲ့ကိန်းမျိုးကိုပေါင်နေကြတာဟုတ်ပါပြီရှင်အဲဆိုလို့ရှိရင်ကျေတို့ကခဏန်းတစ်လုံးပါတဲ့ကိန်းခဏန်းနှလုံးပါတဲ့ကိန်းမျိုးကိုပေါင်တဲ့အခါမှာလာလောင်လိုက်တွက်တဲ့အခါမှာတရုတ်တမျိုးရင်နေရာချဖို့အတွက်ဒီမှာကထွန်းထွန်းလေးရတယ်နေရာချရတယ်ဒီမှာကဆွတ်ဆွလေးရတယ်နေရာချရတယ်ဘသူကြီးရမှန်တယ်တစ်ချက်လောက်ကြည့်ပါဦးဟိဘသူကြီးရမှန်တယ် ဟုတ်ပြီနော်ဒီကြားရှိပါပြောခဲ့လေကိန်းကနန်းတွေကိုနေရာချတဲ့အခါမှာခုနေရာမှာရှိတဲ့ကနန်းတွေကိုခုချင်းချင်းနေရာချမယ်ဆယ်နေရာမှာရှိတဲ့ကနန်းတွေကိုဆယ်ချင်းချင်းနေရာချမယ်လို့ပြောထားပါတယ်နော်အဲ့ဒါဆိုလို့ရှိရင်နှစ်ကလေးကခုလာဆယ်လာရင် ခုအဲ့အတွက်ကြောင့်မလို့ဒီချေတို့ကခုဘက်မှာပဲချရပါမယ်ဆယ်ဘက်မှာမချရပါဘူးเนาะဟုတ်ပြီเนาะအဲ့ဒါကြောင့်မလို့ထွန်းထွန်းနဲ့စုစုမှာတပူရေးရမှန်တယ် yes တငယ်ချင်းစုစုလေးရေးရမှန်တာပေါ့အဲ့ဒါကြောင့်မလို့နေရာလိုက်တံမိုးတွေကိုဒေါင်းလိုက်ချဒေါင်းလိုက်နေရာချတဲ့အခါမှာသူ့နေရာနဲ့သူချထားတဲ့စုစုရဲ့နီးကမှန်ပါတယ်เนาะအဲ့တော့မင်းတို့လည်းအဲ့ဒီအတိုင်းနေရာချပေးရမယ်เนาะ okay အဲ့တော့ဒီချေတို့ပုံမှန်အတိုင်းနဲ့ဖြေးခတ်တွက်ခဲ့တဲ့နီးအတိုင်းနဲ့ဒေါင်းလိုက်ဘယ်လိုတွက်မလဲစဉ်းစားကြရအောင်အဲ့တော့စဉ်းစားလိုက်ကြတဲ့အခါမှာဒီမှာ တာအပေါ်မှာက2ခုနေရမှာအောက်မှာက6 6နဲ့2နဲ့ပေါင်းလိုက်တော့ရှင်ဟုတ်ပြီနော်10နေရာကတော့ပေါင်းရမလို့တဲ့အတွက်ကြောင့်မလို့သူ့မှာပါတဲ့အတိုင်းနဲ့ဒူရီကျင်ရေးဥဖြစ်တောင်းလိုက်ကြည့်ချင်တယ်နော်အဲ့တော့တအားလို့တမလို့နေရာချပြီဆိုရင်ခုခုချင်းပေါင်း10 10ချင်းပေါင်းခုခုချင်းပေါင်းတော့2နဲ့6 2နဲ့6နဲ့ပေါင်းလိုက်တော့ဘလောက်ရတယ်လဲဆိုရင်ရှိ6ကိုစိတ်ထဲမှာမဲ့လက်နဲ့ချောင်းချောင်း6ပြီးတော့8 8โอเคပြီးတော့ရှေ့ရ9ပေါင်းပြရရှိလားမရှိဘူးမရှိတော့9ပဲပေါ့ ရမယ်နော်အဲ့တော့ပိတိုင်းတို့တွေအခြေရေးကြပါပြီအာရီအသဝေထိုးဖောက်ထရေရေးဖြစ်အဖြစ်ပုံမှန်နှစ်ခုချပြီးတော့58 58%ဟုတ်ပါပြီအဲ့ဒီပုံစံအတိုင်းဒီစရုပ်နံပါတ်3ကိုတွက်လိုက်ကြရအောင်เนาะအဲ့တော့တအားတို့တို့ရဲ့ဖတ်စာအုပ်ကနံပါတ်3ရဲ့ကာကြီးခောက်ခွေးခောက်ငင်ကာကြီးကိုတက်ကြမယ်เนาะဒီချိန်နဲ့တူတူတက်ပါမယ်အဲ့တော့ဒီချိန်ကမင်းတို့ကို၄တောင်းရင်းစာအုပ်လေးမှာပဲတွက်ပြပါအောင်မယ်ဘာဖြစ်လို့ဆိုတော့ download နေရာချတာကိုအဆင်ပြေပြီးဖြစ်အောင်လို့ပါเนาะဒါလေးကအာ sorry ပါရှင် ဒါလေးကမင်းတို့ရဲ့ဘီမင်းလေးပါအဲ့တော့တချေတို့ကအလေးကောင်းပါမြန်အကွက်နှစ်ကွက်ချလိုက်ပါတယ်နော်ဟိုပါမြင်းကြောင်းနှစ်ကြောင်းဆွဲလိုက်တယ်နော်ဟုတ်ပြီအဲ့တော့တချေတို့အခုအတွက်ပါကနံပါတ်3အဲ့တော့3ပုံမှာကာကြည့်ပါရှင့်သောပုံမှာကာကြီးမိခိုလေးကိုရအောင်ပုစာလေးကိုအမိညာချင်းလေးရေးပါမယ်၄အပေါင်း23ပါနော်၄အပေါင်း23အဲ့ဒါကိုဒီချေတို့နေရာချမယ်အစင် စ်အနေနဲ့နေရာချပါမယ်။ဒါကြောင့်ကြော်ပြီးတော့လေးကိုနေရာချပါမယ်။လေးကခုနေရာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ခုနေရာမှာလေးတလုံးနေကြည့်လိုက်ပါရှင်။23 23မှာကခုကနန်းကဘယ်သူလေးလဲ။3အဲ့တော့4ရဲ့အောက်တဲ့တဲမှာ3ကိုရေးမယ်။အဲ့ဒီ3ရဲ့အရှိမှ2ကိုရေးပါမယ်။အဲ့ဒီမှာတတိထားကြရကြည့်ရအောင်။ဒီ2ကိုဒီချေတော့အပေါ်ကိုသွားတက်ရေးလို့မရပါဘူးနော်။ဟုတ်ပြီနော်။အဲ့ဒါကြောင့်ဒီမှာ3ရဲ့အရှိတဲ့တဲမှာပဲရေးရပါမယ်ရှင်။ရမယ်နော်။ Okay အဲ့ဒါလေးတွေကိုဒီချေတော့ပေါင်းကြပါမယ်နော်။ အပေါင်းကနေရချောက်ပြီးပြီဆိုရင်ခုခုချင်းပေါင်း၁၀၀ပြန်ပေါင်းမယ်ခုခုချင်းပေါင်းလိုက်တော့၄နဲ့၃နဲ့ပေါင်းလိုက်တော့ဘယ်လောက်ရသလဲ၄ကိုစိတ်ထဲမှာမယ်လက်သုံးချောင်းထောင်၄ပြီးတော့၅၆ခွနှစ်ပါရှင်โอเคအရှိကနှစ်ကပေါင်းနေရရှိနော်မရှိဘူးအဲ့တော့နှစ်ကိုပြင်ပြီးပါမယ်နော်ကြည့်အဖြေလေးထူရအောင်ရအာရအသဝေတို့ပေါတို့ရရေးဖြည့်အာဖြည့်ပုံမှာနှစ်ခုချပါပြီ၄ခွနှစ်20ခွနှစ်ဒီတိုင်း cross out လေးချပေးပါနော် โอเคပြီးတော့ဆက်နံပါတ်ခောက်ခွေးလေးကိုတို့တွေပြတ်လိုက်ကြရအောင်ခောက်ခွေးမိကုန်းလေးကိုပေးပါရှင်ဟုတ်ကဲ့ခောက်ခွေးက6အပေါင်း47ပါနော်6အပေါင်း47ကဲနေရာလေးချလိုက်ကြရအောင်6ကခုကနဲမို့လို့ခုနေရာမှာချပါပြီ47မှာပါတယ်1ကခုကနဲမှာနော် အဲ့တော့တစ်ကိုခုညမှာရေးတယ်လေးကအဲ့ဒီတစ်ရဲ့အရှိတဲတဲမှာရေးပါတယ်သတိထားပါနော်ကလေးတွေအများစုကအဲ့ဒါလေးကိုအမြင်နဲ့မှားကြတယ်အပေါ်ကိုတက်တော့ဝိုင်းနော်ပုံပြီးအဲ့တော့အပေါင်းလက္ခဏာလေးကျေပါပြီအဲ့တော့ဒါတို့တမျိုးရေးခုခုချင်းပေါင်းမယ်ဆယ်ဆယ်ချင်းပေါင်းမယ်ခုခုချင်းပေါင်းတော့6နဲ့7နဲ့ပေါင်းလိုက်တော့ဘယ်လောက်တော့ခွန်နှစ်ဆယ်ဆယ်ချင်းပေါင်းတော့၄ကပေါင်းညာရှိလားမရှိဘူးအဲ့ဒါကြောင့်ဗာလေးပဲရေးပါလေ၄အဲ့တော့၄ခွန်နှစ် 48ဖြစ်ပါရဲ့ရှင်။ကဲအခြေလေးထူရအောင်။အာရီအသဝေထူဖောက်ထုတ်ရရေးကြည့်။အခြေပုံမှန်နှစ်ခုချပါမယ်။48ပါနော်။ Okay အဲ့တော့ကာကြီးနဲ့ခောက်ကြီးပြီးသားပြီဆိုရင်နောက်ငယ်နဲ့ကာကြီးကိုမင်းတို့ဘာသာတွက်ကြည့်ပေးပါနော်။အဲ့တော့ဒီချက်ဗီဒီယိုလေးခဏလေး pause လုပ်ပြီးတော့တွက်ကြည့်ပေးပါ။တွက်ပြီးသွားပြီဆိုတော့မှဒီချက်နဲ့တို့ပြန်ဖြေတိုက်နော်။ Okay ဗီဒီယိုလေးရက်လိုက်ပါအောင်ရှင်။ကဲအဲ့တော့ပြီးသွားပြီလို့ဒီချက်ထင်ပါတယ်နော်အဲ့တော့ဒါဒီချက်နဲ့တူတူ ီချက်တက်တာလေးနဲ့အဖြေလေးတိုင်လိုက်ကြရအောင်နော်ဒီနံပါတ်ကငယ်ပါရှင့်နံပါတ်ကငယ်ကမိကုန်းလေးကပု္ပ္ပစာလေးက83အပေါင်း5 okay အဲ့ဒီ83အပေါင်းကားကိုတို့တွေကနေရာချပါမယ်ဒါကြောင့်ကြော်ပါပြီ83ဆိုတော့83 83ဒီ9ကခုလာဆယ်လာရင်ခုအဲ့ဒါတော့မဟုတ်လို့ခုဘက်မှာပဲနေရာချပါမယ်နော် yes အဲ့ဒါလေးကိုဒီချေတို့အမြင့်ပိတ်မယ်ဩော်ဒီချေကနော်အလွယ်လုံးလိုက်တာအဲ့တော့မင်းတို့ကပေတန်လေးနဲ့ပိတ်နော် ီတာရဲ့အပေါင်းလက္ခဏာတက်ပါပြီ yes အပေါင်းလက္ခဏာတက်လိုက်တော့3နဲ့5နဲ့ပေါင်းလိုက်တော့ဘယ်လောက်ရတယ်လဲ8အရှိရရှိကပေါင်းပြန်ချင်နော်မရှိဘူးအဲ့ဒါကြောင့်8ပြန်ရေးလိုက်ပါတယ်8 88အဖြေမှန်ကြရဲ့လားဟုတ်ပြီနော် okay အဲ့ဒါတို့ရေးထိုးပါပြီ i a the way to ပေါ့တော့ရေးကြည့်အဲကြည့်ပုံမလေးမကူချမယ်88 88ဒါပြီနော်ပြပိတာရေနမကကြီးတွေ့ကြရအောင်ဟိနမကကြီး မိကောလေးပို့ပါပြီမိကောလေးကဘာလေးလဲဆိုရင်67အပေါင်း8 Okay တကြည်တကြောင်းစော်ပြီးနေရာချပါတယ်နော်အဲ့တော့67 67ပြီးတော့လို့ရှင်ဒီက10နဲ့ပေါင်းပါပြီအဲ့တော့ဒီချက်ကိုမြင်ပိတ်ပေးပါအပေါင်းလက္ခဏာတက်ပါပြီ Yes နေရာချပြီးပြီဆိုတော့ခုခုချင်းပေါင်းလိုက်ကြရအောင်တနေ့ရှင်နဲ့ပေါင်းတော့ဘယ်လောက်ရတယ်လဲဟုတ်တာပေါ့ကို ကျဆယ်ဘက်ကိုပေါင်မယ်ဟိအစေကပေါင်းညာရှိလားမရှိဘူးအဲ့ဒါကြောင့်ကိုတစ်လုံးပဲပြင်ပြီးပါမယ်ရှင်အဲ့တော့ကိုကိုကိုစကိုပေါ့โอเคဖြည်းလေးထိုးကြရအောင်အာရီအာတဝေထိုးဖောက်ထိုးရဲ့ရေးဖြည်းအဖြည်းပုံမှန်လေးနှစ်ခုချပါမယ်ကိုကိုကိုစကိုဟုတ်ပါပြီအဲ့တော့ဒီချက်နဲ့အခုတစ်ချီတွေ့ရတာလေးကိုဒီချက်တွေ့ရတာလေးရှင်းတာလေးကိုနားလည်ရနိုင်ရင်မင်းတို့တွေတက်ကြည့်တာရောအဆင်ပြေရလား yes အဆင်ပြေရဆိုလို့ရှိရင်တော့နောက်ထပ်ဗီဒီယိုလေးကိုဆက်ကြည့်ပြပါเนาะဒီချေတို့ကဒီနေ့မှာတော့အပေါင်းသင်ငန်းစာ1မှာပါတယ်เนาะဘဏ္ဍတရားအတွင်းမှာရှိတဲ့ကဏ္ဍနှလုံးပါတဲ့ဂိမ်းကိုကဏ္ဍနှလုံးပါတဲ့ဂိမ်းနဲ့ပေါင်းပြကြတယ်ပြီးတော့နောက်ထပ်တစ်မျိုးကတရားအတွင်းမှာရှိတဲ့ကဏ္ဍနှလုံးပါတဲ့ဂိမ်းနဲ့ကဏ္ဍတစ်လုံးပါတဲ့ဂိမ်းကိုပေါင်းခဲ့ကြတယ်ဘယ်လိုပုံစံနဲ့ပေါင်းခဲ့ရလဲ down light ပေါင်းတယ် grade 1မှာတော့ teacher ကအကောက်ကလေးတွေအလုံးလေးနဲ့ပေါင်းခဲ့ကြတယ်မင်းတို့က grade 2ရောက်လာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ teacher က down light ပေါင်းတယ်နော်ဟုတ်ပါပြီဒီအရာလေးကို တွက်ကြည့်ပြီးပါတွက်ကြည့်လို့ပြီးသွားပြီဆိုလို့ရှိရင်เนาะဒီချက်ကိုဒီစာမျက်နှာလေးတွေတပုံရပြီးတော့အင်တာလေးပို့ပြီးပါเนาะနားလည်သွားပြီဆိုရင်နောက်ထပ်ဗီဒီယိုလေးကိုစက်ကြည့်ပြီးပါโอเคနောက်ထပ်ဗီဒီယိုလေးမှာပြန်ကြည့်ကြပါမယ်โอเค bye bye တက်တာ